ော်ဝေနိုင်ငံရဲ့မြို့တော်အော့စလိုရောက်ရှိနေပါပြီသူနဲ့အတူအော့စလိုမြို့ကြီးကိုလေကြားပတ်ကြမယ်ဒီနေ့နော်လိုက်ခဲ့ပါအောင်နှင်းမိုးတော့ရွာနေပေါ့နော်ဒီလက်အားအေးရဲ့ဇာကလည်းငွေထွက်နေပြီကဲသွားလိုက်ကြစို့ဟမ်သွားလိုက်ကြတဲ့တငယ်ချင်းဟိုင်ဟိုင်ဟိုင်ကြေကြေဒီခဏခဏတွေ့ရနော်ဒီဘက်ကမလာနဲ့ရေခဲတွေနော် ရက်ထားရည်လည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ကုမဲနေရာလေးလည်းတော်တော်လာပြီပေါ့နော်ဘေးတွေမှာနှင်းနေရလဲကြာကွာမိုးတွေရွာနေတော့သူကအကုန်လုံးဆူရီဆူဆူဖြစ်ကုန်တာကိုသတိတော်ထားရတာပေါ့ဟေးတော်တော်လာပါဒီနောက်ကနန်းတော်ပါ တော့မယ်ကြော်လေအကုန်လုံးဒီဘက်နိုင်ငံတွေကသူဒါပထမအဆုံးဂျုံရောက်ပူတာဆိုလေအကိုတွက်ကတော့အားလုံးအသက်ဆန်းနေကြီးပဲဖြစ်နေတာပေါ့နော်ဒါနော်ဝင်နိုင်တဲ့လမ်းတော့ပေါ့နော် တချို့ဟာလေးကြတယ်သူလည်းအရင်နားမလဲတော့မရှင်းပြတော့ဘူးပေါ့နော်နားလည်းမှုနဲ့ကြည့်ပေးပါသူလည်းဒါကိုအိမ်ပြန်ရောက်ရင် ပြန်ကြည့်ရင်အမှတ်တရဖြစ်အောင်လို့ဗီဒီယိုဖိုင်လေးလုပ်ချင်တော့ကြိုက်ထားရင်အားကိုသူချရတဲ့သူတို့မျှဝေပေးခြင်းဖြစ်ပါတယ်နော် ာဖွေးနေတာပေါ့เนาะဒါပေမဲ့ခုမိုးရွာလိုက်တော့အကုန်လုံးကဆိုးသွားပြီးတော့တတိတော်ထားလျှောက်သွားတယ်နှုတ်မဆိုမလို့ရေပေါ့ဒါတော့ပြင်းနန်းတော့ပါတတိတော်ထားမယ်เนาะနှုတ်မဆိုရှော့ကြမှာ drip တော်တော်ချောတယ် မျိုးတဲကိုသွားပါမယ်။နေ့လည်းသာစားပါမယ်ပြီးလို့ရှိရင်ဆက်လဲပါမယ်ကျမတို့။အရင်လည်းအေးနေပါပြီရှင်။အေးတာကတော့စာမဖွဲ့တော့ပါဘူးရောက်တာဒါနဲ့ဆိုလို့ရှိရင်အော်၃ရက်မြောက်ပေါ့နော်။တနိုင်ငံမှာတမျိုးစီတော့လှကြတာကြီးပဲပေါ့နော်

ရေခဲတွေကတော့နေရာအနှံ့ပဲမလို့မိုးရွာတော့ရေခဲပုံနဲ့စိုးနဲ့စိုးပြီးရေခဲတုံးကိုဖြစ်တတိယထားဒါကားရဲ့ best car လေးတွေပေါ့နော်နှစ်ခုတွဲလေးတွေဒီမှာတွေ့ရသူ နေ့လယ်စာမဟွန်ဆန်ရက်စတောရန့်မှာနေ့လယ်စာစားမှာဖြစ်ပါရဲ့ရှင်။ဟိုက်ကျွန်မကတော့သူ့ရဲ့စီစဉ်မှုပြီးပါပဲရှင်။ကျွန်မခုခီးသွားနေတာတော့ကွာလေ။ကနဝင်းရှိုးကနဝင်းပါလေ။ဒီမှာဆိုရင် A ဝင်၊နောက်ဝင်မှာဆိုရင်ဂုံးကြီး။ဩအဲဂုံးစာတဲ့တော့ဂုံးစာ။ဂုံးကြီးမဟုတ်ဂုံးစာ။ဆိုင်ထဲမှာစာမပါ။ Uh, sorry. xanh liền lại à? chỉ có màu hoàng gì nhiều chỉ có màu đó chỉ có thể anh con Họ. You have many? No. Oh. Not many. Right back, right? Yeah, but not you are. Right back. Come on, why, why you that shit? Mm-hmm. 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 အားလုံးပျော်ရွှင်စွာနှိမ့်လေခင်စာတက်ဆောင်တော့မှာပဲဖြစ်ပါတယ်အားလုံးဖိုက်တီလဲစာနေပါပြီစားပါတော့မယ် Hi Hello Hi သမီးတွေစားနေကြပြီလားကောင်းတော့ပါဒီဆိုင်ကောင်းတော့မယ်။ဟုတ်ပါဒီဆိုင်ကောင်းတော့ပေါ့။ဟုတ်ပါခုမနေ့ရဆိုင်မကောင်းလား။ဟုတ်ဆလိုဆိုင်ကောင်းတော့ပါ။ Oh sorry အဲ့ဒါခွာတီတီကမစားအောင်မနေ့က။ ันนี้ควารีสวยเลยตีลึกคานากูเล่าดอกเฉียบผสมน้องดิผสมดิช็อกโกแลตเยอะแกจังพอบุเนาะ Yes, thank you so much. 那么就拿掉，不然叫乌江嘛。呃，咱们用拿掉嘛，咱们用呃。ဒီနေ့နော်ဝေမျိုးကြီးရတော့လေပုံဆိုင်ဆိုင်လေးနဲ့မသိလို့ရှင်လွန်စရာလေးအူးအူးနေမိုးလေးတွေရွာနဲ့ နှင်းနေရလဲလေနေရလိုက်အပုံလိုက်ပဲဒါဒီနေ့ကမိုးရွာလို့နော်မိုးမရွာရင်တော့ရန်လာမှာမိုးရွာအောင်နည်းနည်းစော်တိစော်တိုတွေဖြစ်ကုန်ပြီးတော့ ရာတော့ Nobel Prize ပေးတဲ့နေရာပေါ့နော်နော်ဝေကအဲ့လိုသွားနေတာပါ City Hall ပါကျူရလိုက်မယ်ဟုတ်ဒီနားလေးမှာရမယ်ဟုတ်ဒီနားလေးမှာရမယ်ဟုတ်ဒီနားလေးမှာရမယ်အင်းဒီဝင်မှာမဲထဲတဲ့ကိုသူ့နဲ့လက်ကပါဟုတ် ဆောင်ဖုတ်တို့ကြိုက်ကုန်းနဲ့လည်းတွေ့ခဲ့ရပေါ့နော်ဒီဒီထဲမှာလည်းဒီမင်္ဂလာဆောင်ဓာတ်ပုံတွေလည်းလာရဲ့အကြိုက်ပြင်ခမ်းမလည်းရှိရတယ်တူဘယ်လည်းပြင်သရိုးသမီးမှအခုတွေ့ရဆို၃ဘွဲပေါ့နော်သရိုးသမီး၃ဘွဲနဲ့တွေ့ပါတယ် wedding ni le la lo lo ya ai chan every wedding ni le yai cha ဒါနော်ဝေမြို့စံတော်ချိန်2နာရီနဲ့16မိနစ်ပဲရှိသေးတယ်ပေါ့နော်။ပတ်ဝန်းကျင်လေးကအုတ်ဆိုင်ဆိုင်လေးဖြစ်ပြီးလွမ်းစရာလေး။တော်တော့အမြင်ဒီလိုဖြစ်နေတာပေါ့နော်။တို့တက်ကတော့ဒါအတွေ့အကြုံတွေပေါ့။ညရန်ကုန်မှာဆိုရင်2နာရီဆိုရင်တော်တော်လင်းထင်းပြီးတော့သွားလို့လာလို့ကောင်းတော့ဒါပေမဲ့လူတွေအကုန်လုံးကကိုယ်သွားစရာရှယ်လုပ်ငန်းဆောင်တော့အကုန်သွားနေကြတာပဲ။ Yeah. န်း channel မှာဝင်လည်มาပဲဖြစ်ပါတယ်ရှင်ဒီနေ့ကြည်ရောရွှဲနေ နေနေတို့ဖိနေတာပဲဒီပန်းကြံလဲမှာလေအဲ့လိုမှုမနောက်တော့ညောင်းလောက်ကြမယ်ဟုတ်ပေါ့ဝိမေနောက်မယ်ထိုးမယ်ထမနေလာနေတော့လည်းရောင်းနေပါပြီရှင်စမာအေးလိုက်တာဗျာဒါကျအတအေးလိုက်အေးလို့ညီရောတကယ် ောကတွေကိုရောက်ရှိလာတဲ့ပုံစံတွေကိုပေါ့နော်တရုတ်ပြလာမွေးဖွားခြင်းနဲ့တည်ဆုံခြင်းတွေကိုပြလာတဲ့ပန်းချံပေါ့နော်မွေးဖွားပြီးလို့ရှိရင်လည်းအဲပြင်ခံစားရတဲ့ဒုက္ခတွေအသက်ရရောက်လာတဲ့ဟာတွေဒါတွေအကုန်လုံးကိုပြထားတာပါအာ จางเลยป่ะเนาะอลิเตะละไฮไฮเอเวอร์รี่โอเคโอเคอ๋อมาเดี๋ยวก็จ้าเราจ้าเราโนวีมาออสโลมาชื่อปาร์คแลนด์พาร์คสระเนี่ยเลยป่ะเนาะဒီเนี่ยเลยอ่ะทุกๆชาบาริเลยสรเราลูกตาริเนี่ยเอ่อทิศดีเนี่ยอาญาริอกงลงก็หนีไปแล้วชาปะทาได้เนี่ยเราပြောလို့ရတယ်ဘယ်လိုပြောလို့ရလဲဆိုတော့ကျွန်တော်တို့လူသားတွေမှာဖြစ်လာတယ်ဆိုလို့ရှိရင်နော် မွေးဖွားခြင်းနဲ့တည်ဆုံခြင်းဆိုတာရှိရတယ်နော်အဲ့တော့မွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားမှာလူတွေကဒီတိုင်းနေရာမဟုတ်ဘူးပျော်ရွှင်တဲ့အခုရဲနဲ့နေရာမဟုတ်ဘူးအာစိတ်ဆင်းရဲမှုတစ်ခုရဲနေရာမဟုတ်ဘူးဘဝမှာပျော်ရွှင်မှုတွေရှိမယ်ဆင်းရဲမှုတွေရှိမယ်စမ်းသပ်မှုတွေရှိမယ်အနာပြဖြစ်မှုတွေရှိမယ်စိတ်ကြည်ကွဲမှုတွေအရာပေါင်းများစွာရှိမယ်အဲ့ဒါတွေကိုနေပြီးတော့ဒီမှာရုပ်ထုပေါင်းများစွာနဲ့နေမှာ represent လုပ်ထားတယ်အဲ့တော့ဒီနေရာတွေဒီဘာကြောင့်ဒီရုပ်ကဘယ်လိုပါဆိုပြီးတော့ပြပြတတိတတိုင်ထားတာမရှိဘူး ဩမရှိတော့ဒီမှာကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့စိတ်ကိုနေပြီးတော့ငြိမ်းချမ်းတဲ့အရာတခုလို့သတ်မှတ်လိုက်တယ်ပါတော့ကျွန်တော်တို့မှာဆိုလို့ရှိရင်စိတ်ငြိမ်းချမ်းဖို့အတွက်ကိုနေပြီးတော့ အာတရားထိုင်တရားထိုင်ရတယ်ဟုတ်တယ်ဒီမှာကျတော့တရားထိုင်တဲ့ဗုဒ္ဓဘာသာအယူဆမဟုတ်ဘူးလေတို့ကဘုန်းတဲ့ခါကျတော့တို့ရဲ့ဒီစိတ်ဝိညာဉ်လေးကိုအမြဲတမ်းပြတ်လွတ်အောင်အတွက်ဒီယုတ်တုတစ်ခုမှာစိတ်ကိုထက်ပေးလိုက်တယ်ကျော်ဒီယုတ်ကတော့ကြည့်လိုက်လို့ရှိရင်ကမာလေးရဲ့မျက်နှာကတော့ငြိမ်ငြိမ်ရယ်ပေါ့နော်ကလေးကိုများလွမ်းနေရလားသူ့မှာရည်စားရှိရလားဟောပြီးသားစုအဆင်မပြေဖြစ်ရလားကမာလေးပျော်နေရလားအဲ့လိုမျိုးတွေကိုကိုကိုနေပြီးတော့တေရှာလေးတွေးတဲ့အတွေးအခေါ်လေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုရအောင်အတွက်ကို ထုတ်ထုတ်ထားတယ်ထုတ်ထုတ်ပြီးပေါ့အဲ့တော့နောက်ပိုင်းကျလို့ရှိရင်ခုနကကျွန်တော်ပြောသလိုပဲ final destination ဆိုတာလည်းပါသေးရဲ့ final destination ဆိုတာပါလဲဆိုတော့လူသားတွေရဲ့နောက်ဆုံးတိတ်ဆုံးခြင်းပေါ့နော်ထပ်တက်ပေါ့နော်ထပ်တက်ပေါ့အဲ့ထပ်တက်မတိုင်ခင်မှာနေပြီးတော့ဘယ်လိုတွေရှိရတယ်ဘဝရဲ့အခက်အခဲတွေ အဲကြုံလာရတယ်ဒီကောင်ကလူရီဆိုတာပြောင်းလဲရတယ်လေနော်လူရဲ့ငငယ်လေးကခိုးတာကကျွန်တော်ဝင်တဲ့အထဲမှာဆိုလို့ရှိရင်အမွေတဲ့အထဲအမွေတဲ့ကလေးလေးလေးနော်ဝေးရဲ့ကလေးလေးတွေရှိတယ်အဲ့တော့မွေးတဲ့ကလေးလေးရဲ့နောက်ပိုင်းနောက်ပိုင်းတဖြည်းဖြည်းတဖြည်းဖြည်းကြီးလာတာဒီလားခေါင်းသားလေးတွေမှာဟုတ်တယ်ဟုတ်တယ်တဖြည်းဖြည်းတဖြည်းကြီးလာတယ်ခေါင်းသားကိုခိုးအတိုင်လေးရောက်တာနဲ့ဖိုင်ရဲ့ဒီစတေရှင်ဆိုတဲ့အတိုင်လေးရောက်တာနဲ့ဘာဖြစ်ပါလဲဆိုတော့ အာလူတွေရဲ့အသက်တွေကြီးလာတယ်ပြီးတော့လူတွေရဲ့ခံစားချက်တွေရောပြောင်းလဲလာတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာဆိုလို့ရှိရင်လူတွေအသက်ကြီးလာလို့ရှိရင် body structure လည်းပြောင်းလဲလာပြောင်းလဲလာပြီလေဟုတ်တယ်အဲ့တော့ body လည်းပြောင်းလဲလာတယ်ဟိုတင်းတင်းကျပ်ကျပ်နဲ့အယုတ်ပြမဟုတ်တော့ဘူးဟုတ်တယ်ပြီးတော့ဘာတွေလဲဆိုတော့အဲခန္ဓာကိုယ်ဝါပြီးတော့ပြဲလာတယ်ခန္ဓာကိုယ်ပိန်တဲ့လူလည်းရှိမယ်ဝါတဲ့လူလည်းရှိမယ်အဲ့တော့နောက်ဆုံးမှာကျွန်တော်ပြောချင်တာ final destination ဆိုတာက သိဆုံးချင်းပေါ့ဟုတ်ဘဝရဲ့နေကုန်းအနေနဲ့အနေနဲ့အဲ့ချိန်မှနေပြီးတော့ကျွန်တော်တို့ကတတ်မှတ်ထားတာမရှိဘူးလေဟုတ်ပါအတက်က၃နှစ်မှတရားမယ်၅နှစ်မှတရားမယ်၅နှစ်တရားမှတရားမယ်လို့မရှိဘူးအဲ့တော့အဲ့နာလေးမှမြင်ရမယ့်အရာတွေဒီအတက်ကငယ်လေးလည်းရှိမယ်ကြီးရလူလည်းရှိမယ်တရားလူလည်းရှိမယ်ပြောချင်တာကသိဆုံးချင်းတရားကိုဘယ်သူမှမတွန်းလွှင့်နိုင်ဘူးဆိုတော့ခံစားချက်ကိုပေးထားတာ လူလေးပါလွန်ဆန်လို့မရဘူးလွန်ဆန်လို့မရဘူးလေနော်ကျွန်တော်တို့ရဲ့ကန်တရားမဘလောက်ပဲဆန်းတာတဲ့လူပဲဖြစ်ဖြစ်စီးတဲ့လူပဲဖြစ်ဖြစ်နောက်ဆုံးမှာကျွန်တော်တို့တူသွားမဲ့ခီးစီသိဆုံးခြင်းပဲသိဆုံးခြင်းပဲနော်အဲ့ဒါမှကျွန်တော်တို့ရဲ့ဒေါသလောဘတွေမောဟတွေကိုနေပြီးတော့ချော်ညင်းဖို့အတွက်ကိုရည်ရွယ်လေးပြီးတော့ဆောက်ထားရလို့တော့ပြောလို့ရတယ်ပေါ့နော်ကဲအဲ့ဒါဆက်လေးလာအောင်နော်ကဲလာတက်ကြမယ်ဟိ ဘုသူတိုက်လည်းအများကြီးရတယ်နော်အဲတို့ဘုသူတိုက်လည်းအများကြီးရတယ်ပြီးတော့ဒီလိုနေရာမျိုးဆိုတဲ့တီးတန့်လာဖို့မလွယ်ဘူးပေါ့နော်အဲသူခီးသွားတာတော့ကနဝင်ရွှေပကန်နဲ့သွားနေရပါတော့လာဆရာတက်လည်းအကုန်ဆင်းပြေပါတယ်သူရဲ့ပြထားတယ်ကြည့်ရင်တိမဲလို့ထင်ပါတယ်သူကတယောက်တည်းပဲခီးသွားတာနော်တယောက်တည်းစင်ကဖြစ်လို့လေအားမငယ်နဲ့ဒါပေမဲ့တော့စင်ကမဟုတ်ဘူးနော်ချစ်သူကလွတ်လိုက်လို့သွားတာကဲတောက်ဖို့ဆိုလည်းနားမလဲဘူးလေဒါကတော့ final destination ခေါ်တာပေါ့နော် เนาะမွေးဖွားခြင်းရဲ့တည်ဆုံခြင်းရဲ့ဒါကတော့မွေးဖွားခြင်းတည်ဆုံခြင်းနဲ့နောက်ဆုံးပေါ့เนาะအဲဒီမှာလူတွေကိုတန်ဝေကတရားရအောင်လုပ်ထားပြည့်ရဲ့နေရာပေါ့เนาะချက်ခဲ့ပါပြီကျွန်မ ်ရန်လာရယူလာတက်ချက်လိုက်တော့ယူပါပါဒါလည်းမလာကြည့်လိုက်တော့ ီရှင်မလေးဒီဒီထဲမှာတိုက်ပြီးခုခုခုရှင်းလိုက်